ကလောမျိုးနယ်၌ပထမအကြိမ်တနုတိုင်းရင်းသားလူငယ်ရေးရာဖလာအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်တောင်ပိုင်းကလောခရိုင်ကလောမျိုးနယ်တွင်2025ခုနှစ်ပထမအကြိမ်တနုတိုင်းရင်းသားလူငယ်ရေးရာဖလာအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကဏ္ဍကိုဂျွန်လ29ရက်နေ့မွန်းလွဲ2နာရီကကဘာနီကျေးရွာအာကစားကွင်း၌ပြုလုပ်ခဲ့ရာအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များဒနုတိုင်းရင်သားအဖွဲ့ချုပ်ဘိုးနာယကနှင့်အဖွဲ့ဝင်များဒနုတိုင်းရင်သားအားကစားသမားများနှင့်ဒနုမောင်မယ်များတက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာခန္ဓာသို့တက်ရောက်လာကြသူများကနိုင်ငံတော်လံအားအလေးပြုခြင်းနှင့်အားကစားသစ္စာဒိဋ္ဌံရည်စူခဲ့ကြပါသည်။ထို့နောက်ဒနုတိုင်းရင်သားအဖွဲ့ချုပ်ဘိုးနာယကဦးမောင်မောင်ကအဖွင့်အမှားစကားပြောကြားခဲ့ပြီးအသိအုပ်ချုပ်သူနီးပြားနှင့် ကစားသမားများတက်ရောက်လာသည့်အားကစားကော်မတီဝင်များနှင့်ဧည့်သည်တော်များမှလိုက်လံနှုတ်ဆက်ခဲ့ကြပါသည်ဆက်လက်၍ကဘာနီကျေးရွာဒနုတိုင်းရင်သာရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှအကရုပြင်ဖြောပြေခဲ့ကြရာကပြဖြောပြေခဲ့သည့်အဖွဲ့များတာဝန်ရှိသူများကဂုံပြုစုငွေများပေးအပ်ပြီးအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်ပြည်내ဘော်လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့ကပြိုင်ပွဲအတွက် အားကစားဘောလုံးများပေးအပ်ကြီးမြင့်ခဲ့ပါတယ်။ထို့နောက်ပြိုင်ပွဲအဖွဲ့ပွဲစဉ်အဖြစ်ကဘာနီကအသင်းနှင့် လွယ်မောအသင်းတို့စတင်ရှင်ပြိုင်ကစားကြရာပွဲချိန်ပြီးတွင်တစ်ဖက်တကူးစီတရီရလက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါပြိုင်ပွဲတွင်ကလောမြို့နယ်ရှိဒနုတိုင်းရင်သားပြိုင်ပွဲဝင်24သင်းဝင်ရောက်ရှင်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့်ပထမစုငွေကျပ်သိန်း90ဒုတိယစုငွေကျပ်သိန်း30 တတရားစုငွေကျပ်30နဲ့တဦးချင်းစုတစိမ့်များချင်းမြင့်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ခမညာ